လုံးမင်္ဂလာပါနော်ဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီ NTC အကြောင်းလေးနည်းနည်းရှင်းပြရင်လည်းကျွန်တော်ဒီ NTC တိုင်းမွန်တိုင်းနည်းလေးဒီတော့ကောင်းမကောင်းတိုင်းမွန်တိုင်းနည်းလေးနဲ့ကျွန်တော် NTC ကိုကျွန်တော်တို့ဘယ်နေရာတွေမှာတုံးလေးရှိလဲဆိုတော့ကျွန်တော်ဒီအကြောင်းလေးနည်းနည်းရှင်းပြအောင်နော်အများကြီးတော့ပြောတော့ဘူးနော်ကျွန်တော်နားလည်အောင်လို့ပြောတယ်နည်းချင်းချင်းကျွန်တော်ပြပြမယ်နော်ကျွန်တော်ဒီမှာသူ့ ဒီမှာသူရေးထားတာဒီလောက်မျိုးနော်ဒီကောင်လေးကတချို့ရှုံမှားတယ်ပေါ့နော်တချို့ကဟိုစတင်နေသူတွေဆိုလို့ရှိရင်ကျွန်တော်ဒီ capacitor တွေမှာကျွန်တော်ပထမတော့ကျွန်တော်တင်ပေးတာရှိတယ် capacitor ပုံလေးနဲ့ဒီကောင်လေးဒါတူတူပဲပေါ့နော်ဒါပေမဲ့ဒီကောင်ကကြတော့ဒါ capacitor မဟုတ်ပေါ့နော်ဒီကောင်ကဒီကောင်ကကျွန်တော်ဒီ ATC သူ့မှာရေးထားနံပါတ်လေးရှိရင်မကြည့် ATC ဟောက်ကကြတော့ဒီကောင် ATC ဆိုတော့ကျွန်တော်တို့ကသူက ဒီက answer တော့ negative negative ပေါ့နော်ဒီကပြီးလို့ရှိလို့ရှင်ဒါ TC သူက thermistor thermistor temperature ပေါ့နော် thermistor temperature sensor ပေါ့နော်ဒီကသူရခေါ်ပါနော်ကျွန်တော်ဒါအတူကောခေါ် NTC ပေါ့နော်ဒီက okay ကျွန်တော်ဒီမှာသူ့မှာရေးထားတာ 5D သူက 5D လို့ရေးထားသူကသူကျွန်တော်ပြောနေမှာသူကငါ5 5ရှိရပေါ့နော်5ရှိရငါကျွန်တော်ဒီကပြန်တွေ့ရအောင်နော် တော့5 ohm ရှိရပါတော့เนาะအနောက်က15ကျတော့သူ့ရဲ့ site ကိုရေးရ site ကိုရေးရအောင်ရေးတော့ပေါ့เนาะသူ့ရဲ့ site ကိုတော့ကျွန်တော်ဒီကောင်ကိုကျွန်တော်တို့တိုင်းကြည့်လိုက်လို့ရှိရင်15အမှမရှိဘူးပေါ့သူ့ရဲ့ site ကကျွန်တော်ဒါအမှမတိုင်းတာပေါ့เนาะ site site ပေါ့เนาะသူ့ site ကိုအနောက်က15အရှိရကျတော့ကျွန်တော်တကော5 D ဆိုတာကကျွန်တော်ဒါ5 ohm ပေါ့เนาะကျွန်တော်5 ohm ပေါ့เนาะ anti C ဆိုတာကကျတော့ကျွန်တော်ဒီရော ဟုတ်တော့ရှီအရှိဘခေါ်မယ်ဆိုလို့ချင်းတမစ္စတာတမ်ပရေချာဆက်စာပေါ့နော်တမစ္စတာတမစ္စတာတမ်ပရေချာဆက်စာโอเคကျွန်တော်ဒီကောင်လေးတွေကိုကျွန်တော်တို့အများဆုံးဘယ်မှာ၃လေးရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ခုရှိရဲ့သူ့သူ့မှာသူ့မှာနံပါတ်တွေရှိရဲ့ကျွန်တော်ဒီမှာတစ်ချို့ဆက်လို့ရှိရဲ့ NDD 6 18 NDD 22 22လို့ တော့အဲ့လိုနံပါတ်လေးရေးတာရှိတယ်ဒါအဲ့အဲ့လိုနံပါတ်လေးကြီးကျတော့ तू ရေးထားတဲ့ဥစ္စာလေးညာဘာလဲဆိုတော့ तू ဒီထုတ်ကုန်နံပါတ်ပေါ့နော်ထုတ်ကုန်နံပါတ်ကိုပိုင်နံပါတ်အဲ့လိုမျိုးရေးထားတဲ့ဥစ္စာပေါ့နော်ဒါတချို့မှရေးထားလေးရှိတယ်ဒီကောင်လေးတွေကိုကျွန်တော်တို့ဘယ်မှာတုံးလေးရှိလဲဆိုလို့ရှိရင်ဒီကောင်လေးတွေကကျွန်တော်တို့ဒီအပူချိန်ပေါ့နော်ကျွန်တော်တို့ဒီအပူချိန်ဒီစကစ်ပြားတွေမှာရှိတယ်ကျွန်တော်ရေပူရေအေးဆက်တို့ကျွန်တော်ဒီ air cooler တို့နောက်ပြီးတော့အပူအေးဆက်တို့ပေါ့နော်အဲ့လိုနေရာတွေမှာ နောက်ဒီရေကက်ဒစ်တာတွေမှာဒီဆာကစ်ပြားတွေမှာဒီကောင်လေးဒီကောင်လေးတွေတုံးလေးရှိရပါတော့ဒီကောင်လေးကဒီကောင်လေးကဘာအတွက်တုံးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကကျွန်တော်ဒီအပူချိန်တက်လာပြီဆိုလို့ရှိရင်ကျွန်တော်သူကအပူချိန်တက်လာပြီဆိုလို့ရှိရင်ကျွန်တော်လျှက်စစ်ကိုပေါ့နော်သူကခုခံမှုအားခုခံမှုကစစ်တမ်းပေါ့နော်ကြဆင်းအောင်သူ PC ကြဆင်းသွားတဲ့ PC ပေါ့နော်ဒီကောင်အဲ့လိုမျိုးပေါ့နော်စီလိုကောနော်ဒီကောင်ကိုကျွန်တော် ကျွန်တော်တိုင်းပြပါမယ်เนาะဒီဘောဘလို့တိုင်းလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ digital meter နဲ့ကျွန်တော်တိုင်းပြမယ်เนาะ clamp meter နဲ့တော့ clamp meter ကိုကျွန်တော်ဒီမှာထားမယ်ဒီမှာဘာစဲမှာကျွန်တော်ထားလိုက်မယ်เนาะဒီဒီမှာနေရမှာမို့เนาะကျွန်တော်ဒီမှာထားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော် slot နှိပ်လိုက်မယ်เนาะ slot နှိပ်လိုက် auto ကြောင်းလိုက်เนาะ okay

okay 4.5ဒီတော့ fight ဒီပေါ့နော်ဒီတော့အနေချင်းကြည့်ရတာပြဿနာမရှိဘူးပေါ့နော် okay ဒီကော4.5အောင်ရှိရပါတော့ဒီကောင်ကိုဒီကောင်ဒီကောင်ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်ချက်တိုင်းပြမယ်เนาะကျွန်တော်တို့ကဒီကောင်ကောင်းမကောင်းဘယ်လိုဘယ်လိုကြည့်လဲဆိုရှင်ဒီကောင်ကခါလေးเนาะကျွန်တော်ချက်ပြခါရတာလည်းလည်းဒီရောက်နိုင်တယ်เนาะ တော့ကျွန်တော်အပူပေးလိုက်လို့ရှိရင်ဒီတော့အလုတ်လုတ်တယ်ပေါ့နော်ကျွန်တော်ပြတယ်နော် တော့ပူတင်ပူပေးလိုက်အပူပေးလိုက်တာ ਨੇ ဒီတော့ကြည့်เนาะကျွန်တော်သူ့ပူပေးပြန်မယ်เนาะအာဒီတော့လွတ်လွတ်နေဒီတော့ကောင်းမကောင်းကျွန်တော်တို့ကဘယ်လိုကြည့်လဲဆိုရှင်ဒီမှာတော့အပူချိန်ကိုကြည့်ကျွန်တော်တို့ဖဲလိုက်မယ်ဒါချင်းချင်းပြတ်တက်လာအာโอเคဒီကောင်ကျွန်တော်ပူပေးပြန်မယ်เนาะဒီကောင် စကစ်ပိုင်းတွေမှာဒီကောင်စကစ်ပြားတွေမှာကျွန်တော်ဒီကောင်ထည့်ထည့်ထားရဲဆိုတော့ကျွန်တော်ဒီ resistance system ကိုတော့เนาะဒီကောင်ကျဆင်းသွားတာပေါ့เนาะကျဆင်းသွားတဲ့ပစ္စည်းပေါ့ပြောမယ်ဆိုလို့ရှိရင်ဘူချိန်တက်လာပြီဆိုလို့ရှိရင်သူက resistance ခုခံအောင်သူကကျဆင်းနေတာပေါ့เนาะအကုန်လုံးမျိုးပေါ့ဒါကကြောက်ပါတော့เนาะဒီလိုကိတ okay, ုံပြဖဲလိုက် ဲ့ဒါဒီလိုမျိုးဆိုလို့ရှိရင်ဒီကောင်လေးကဒါ good တယ်ပေါ့နော်ဒီကောင်လေးကကောင်းတယ်ပေါ့ကျွန်တော်တို့ဒီလိုတိုင်းကြီးလို့ကျွန်တော်တို့ကဒီကောင်အလုတ်လုတ်တယ်မလို့ဆိုတော့ကျွန်တော်ဒီကောင်အပူပြေးကြည့်လိုက်လို့ရှိရင်ပို့ပြီးတည်တာရပေါ့နော်အဲ့ဒါဒီလိုတိုင်းကြီးလိုက်လို့တိုင်းကြီးအောင်လည်းကျွန်တော်မသိဘူးเนาะဒီကောင် show ဆက်ကြတော့အုံဖတ်တယ် show ဆက်ကြတော့ဖတ်ပြီးတော့တော့အလုံးလုံးမလုပ်တော့ရှိရပါဘောเนาะအဲ့တော့ဒီကောင်လေးကိုဒီလိုမျိုးအပူပေးလိုက်လို့ရှိရင်သူ့တရားရဂိုင်းတော့ကျွန်တော်တို့ကဒီကောင်ဒီကောင်လေးက good တယ်ဘောเนาะဒီကောင်လေးက ကောင်းတယ်လို့ဒီစားလို့ရတယ်ပေါ့နော်ဒီကောင်းလေးကကောင်းတယ်ပေါ့တကယ်လို့ဒီကောင်းလေးကိုကျွန်တော်ဒီအပူပေးလိုက်လို့ဒီကောင်းလေးကလုံးမလုံးဘူးဆိုလို့ရှိရင်ကျွန်တော်ဒီပစ္စည်းရတာဒီတမ်ပရေရှာတော့မကောင်းဘူးပေါ့နော်ဒီကောင်းကိုကျွန်တော်ကတမ်ပရေရှာခေါ်တယ်တမ်ပရေရှာဆက်ဆာလို့လည်းခေါ်တယ်ပေါ့နော်ဒါတော့တမ်ပရေရှာဆက်ဆာလို့လည်းခေါ်တယ်ပေါ့နော်သူရဲ့ခေါ်ကโอเคဒီကောင်းရဲ့တိုင်းပုံတိုင်းမီလေးကတော့ဒီလောက်ပါပဲเนาะအားလုံးပဲနားလည်ပေါ့ပေါ့လို့ထင်ပါတယ်เนาะဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ပါ